နိုင်မဲစတူဒီယိုကိုနားဆင်အားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါဗျာပရိသတ်တွေဒီနေ့မှနားဆင်ရမယ့်ဇာတ်လမ်းလေးကတော့စာရေးသူမင်းဆက်ကကြီးသားထားတဲ့လိုက်လာသူဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီနေ့ရဲ့ဇာတ်လမ်းလေးကိုတော့ကျွန်တော်နေလင်းကတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဗျာဇာတ်လမ်းလေးမစတင်ခင်မှာတော့အခုလိုမျိုးစိတ်ဝင်စားပွဲရာဇာတ်လမ်းလေးကိုအများကြီးတင်ဆက်ပေးဖို့ရှိတာကြောင့် channel လေးကို subscribe လုပ်ပေးဖို့ပြောချင်ပါတယ်ဗီဒီယိုအစ်တင်တဲ့မှာတရှိရဖို့အတွက်ကတော့ဘေးနားက notification လေးကိုနှိပ်ထားပေးပါအောင်ဗျာ ဒီရေတက်လာခဲ့တာဖြစ်ပြီးတော့ဒီရေတက်လာတဲ့အတန်းကိုတဝုံဝုံကြားနေရပြီးတောင်မြေပေါ်မှာနားနေကြတဲ့ဗျိုင်းတဲ့တိတ်ဟာရုပ်တရက်ထပြန်လို့သွားပါလေပင်လယ်ဘက်ကတက်လာတဲ့ဒီရေဟာဖြူဝေးတဲ့ဒီကောင်းကြီးကိုအမှတ်အသားပြုလို့ဥဆောင်လာခဲ့ပြီးဒီကောင်းကြီးထဲမှာတော့ငါးပစွန်အကောင်ကြီးတွေပါလာခဲ့ပြီးတော့မြူးတူးပါလာတဲ့ရေတရဝါတွေဟာအပေါ်ကူမြောက်မြောက်ပြီးတက်သွားခဲ့ပါလေအဲ့ဒီနောက်ရေပြင်ပေါ်ကိုတပန်ကျသွားခဲ့ပြီးစောစောတုန်းက စားဝင်းနေတက်ကနေရောင်အောက်မှာတက်လက်လက်တောက်ပနေတဲ့တောင်မြင့်ကြီးကတက်လာတဲ့ဒီရေကြောင့်ရေပြင်ကြီးအတိဖြစ်သွားပြန်ပါလေ။လှိုင်းတွေတဝေါ်ဝေါ်နဲ့တစားစင်းကလှုပ်လှက်ခတ်နေပြီးချောင်းထဲမှာရေပြည့်သွားတဲ့အခါမှာတော့တန်ကားလေးတွေဟာရွက်တွေကိုတက်ဆင်လို့ဟိုကနေတည်ထွက်လာပြီးရွက်တိုက်ထွက်လာခဲ့တဲ့လှေတံမှန်တွေထဲမှာတော့မောင်ဒီရဲ့လှေကလည်းအပါအဝင်ပါ။မောင်ဒီဆိုတာကတော့မုတင်ရွာသားဖြစ်ပြီးမုတင်ရွာကတန်ကားလေးအုပ်စုဟာ ရေပြင်ထက်မှာရွက်တိုက်ပြီးပင်လယ်ဝဘက်ဥတီလိုသွားနေပါပြီတချို့လေတံမှန်တွေမှာလူနေရောက်ပါကြပေမဲ့မောင်ဒီရဲ့လေပေါ်မှာတော့တယောက်တည်းဖြစ်ပြီးလူတွေရောက်ပိုက်တဲ့စုံလှော်တဲ့ထိုးဝါစာအုပ်စာကွက်စေးဝါထဲတဲ့လွေဒါတွေပဲပါပါတယ်မောင်ဒီဆိုတာတယောက်တည်းစူးစမ်းပန်းစားအလုပ်လုပ်တတ်ပြီးအဖော်ခေါ်တဲ့သူမဟုတ်ပါဘူးလီလာလာကြောင့်လီတံမှာတံမှန်သမားတွေဟာတက်တာနေပြီးတော့လေးရဲ့ကိုနဲ့ရွှဲလွင့်သွားနေပါတယ် ပယ်ထင်းပေးုံသာရှိပြီးတော့မနေ့ကပင်လယ်ထဲမှာမုံတိုင်းကျတယ်လို့သိရပါတယ်။လင်းငယ်တချို့ကမုံတိုင်းနဲ့ပါသွားပြီးတချို့တွေက မနဲ့မှာပြန်ရောက်လာခဲ့ပါတယ်။တချို့တွေကပြန်ရောက်မလာသေးပဲပျောက်ဆုံးနေကြတဲ့သူတွေလည်းရှိပါတယ်။ဘလို့ပဲဖြစ်စေတန်ဃာသမားနဲ့မုံတိုင်းဆိုတာတွဲလျက်တည်းဖြစ်ပြီးတော့ပင်လယ်ထဲမှာမုံတိုင်းတစ်စီကအမြဲတစေရှိတဲ့ပါတယ်။စောင့်ကြုံနေတတ်ပြီးအခက်မသိရင်တော့ရှင်ဆိုင်တွေ့တဲ့သလိုရှောင်လွဲလို့လည်းမရပါဘူး။ ဒီခါမှာတော့မုံတိုင်းနဲ့လူသားသူတပြန်ကိုတပြန်အကျိတ်နဲ့ဝင်ရောက်ရှင်ပြန်ရောက်ပါတယ်မနေ့ကမှပင်လယ်ထဲမှာမုံတိုင်းကြခဲ့တာသိပေမဲ့ဒီနေ့မှာတော့တန်ငါတွေဟာခရီးထွက်ရပြီးရှောင်းတိန်လို့လည်းမဖြစ်ပါဘူးဝမ်းရည်ဖြစ်တာကြောင့်မောင်ဒီရဲ့မိခင်ကြီးဟာမလွတ်ချင်ပေမဲ့မတားဆီးနိုင် မောင်ဒီကလည်းမုံတိုင်းကြောင့်ရွတ်မနေနိုင်တော့ပါဘူးဝမ်းရည်ကြောင့်လောဘကြောင့်အချိန်တန်ရင်အိမ်ကထွက်ရစမယ်ဖြစ်ပြီးတော့မိမိတအူးရဲတာမဟုတ် ဘဝတူသမားတွေကလည်းအများကြီးပါတင်ငါလေးတွေဟာမိမိတို့နှစ်သက်ရာကျွန်းမှာရှင်နာကြကြောက်ချပြီးရဲ့နောက်မှာတော့တက်မှတ်ထားတဲ့နေရာတွေမှာငါးဖန်ထွက်ကြပါတယ်ပိုက်ချကြပါတယ်ရလာတဲ့ငါးတွေကို ဖြုတ်ပြီးတော့စာလူငချောက်လှမ်းကြပါတယ်မောင်နီကတော့ဘသူမှမနာတဲ့ជីမနာကျွန်းမှာနားလိုက်ပြီးဘလို့အကြောင်းကြောင့်လည်းမသိជីမနာကျွန်းဆိုတဲ့အတိုင်းပဲကြီးဆိုလို့တကောင်တလေးမှမရှိပါဘူး ကမဲကြောင်ဘက်မှာဟိုတစ်ခေါက်တည်းကငားများများရခဲ့ပြီးမောင်ဒီတယောက်မြုံမြုံမြင့်မြင့်လေးရားလိုက်ပါတယ်အဲ့ဒီနေရာကိုကောင်းစွာမှတ်သားထားပြီးဘသူမှလည်းမသိကြသလို မောင်ဒီတယောက်ကတော့ကြီးမနာကျွန်းမှာတညအိတ်လိုက်ပါတယ်နောက်နေ့မနေ့မှလှေကိုလှော်ပြီးကမဲကြောင်ဘက်ဆက်ထွက်လာခဲ့ပါတယ်ကမဲကြောင်ကိုရောက်တော့မောင်ဒီဝမ်းသာအားရဖြစ်သွားပြီးဘသူတအုပ်တယောက်မှ မရှိပါဘူးအနည်းနာမှလည်းမရှိသလိုမောင်ဒီဟာ ကွန်လင်းငါချက်ပြစ်လိုက်ရုံနဲ့ငါတော်တော်များများရလိုက်ပါတယ်။အဲ့အရာကိုကြီးမနာကျုံကိုပြန်နေပြီးတော့ငချောက်ခွဲနေလန်းစင်ထိုးပြီးတော့ငချောက်လန်းဒီတိုင်းထားခဲ့ပါတယ်။နောက်တစ်ကြိမ်ကမဲကိုတစ်ခေါက်ပြန်သွားပြီးငါ့ကိုဆက်ပြီးတော့ရှာပြန်ပါတယ်။မိမိနေလန်းထားတဲ့ငချောက်တွေဟာဒီတိုင်းပဲဘသူကမှယူမှာမဟုတ်ပါဘူး။မောင်နီကတော့ကျုံမမှာတယောက်တည်းဆိုပေမဲ့ကြောက်တဲ့သူမဟုတ်ပဲရှာထားတဲ့ငါတွေကတချို့ကိုချက်ပြုတ်ကျော်လို့ ညနေစာထမင်းစားပြီးတော့မအိပ်မီမှာငါးကြော်အမီနဲ့ချက်ရဲတောက်ပြီးမူးအောင်တောက်ပြီးမှအိတ်တက်ပါတယ်။ငါးရဲမြောက်တဲ့နေ့မှာတော့ကြီးမနာကျွန်းကိုကိုလူကျော်ဆိုသူ ရောက်လာပါတယ်။ဟာလာပါကိုကြီး။ဟာမင်းကလေကွာအဲ့ဒီနာမည်ခေါ်လိုက်တော့ပါညံသွားရတက်တက်ပါဖြစ်နေပြီကွာ။ကဲမင်းကအရက်တက်ရလိမ့်မယ်။တိုက်ပါမယ်ဗျာဟောဒီမှာကျဲတလောက်တော့ရောင်းပါဆိုမတော့ရေးဘူးဗျာ။အမေကမကြိုက်ဘူး။ ီရောက်မှတောက်ရတာပြောအေးမင်းလည်းတိတ်တောက်မနေနဲ့ဒီကျိုးပေါ်မှာတယောက်ထဲနေတာနော်တခုခုဖြစ်သွားရင်ဘသူမှသိမှာမဟုတ်ဘူးငါတို့နေရာနဲ့လည်းတော်တော်လှန့်နေကွာအဲ့မှာဗျကျွန်တော်ကအလွန်ညံမလို့ပါဘူးကိုကြီးကြော်တယ်ကျွန်တော်အကြောင်းလည်းသိရစာနဲ့အေးအေးငါမင်းကိုစိတ်မချလို့လာပြီးတော့တတိပေးတာကွာကိုလူကျော်ဟာမောင်ဒီနဲ့အတော်ကြာနေပြီးတဲ့နောက်မှာတော့ငါတို့တော့ဒီညနေပြန်ကြမယ်မင်းငါတို့နဲ့ပြန်လိုက်မှလားကျွန်တော်မလိုက်သေးပါဘူးဗျာ မနေ့မှပဲပြန်တော့မယ်ဒီနေ့ညမှာဟင်းစာလေးထည့်ပြီးရှာလိုက်အောင်မယ်ဗျမင်းရတော့ဟေးတကယ်လောဘသားပဲလောဘဆိုတာတော်ယုံမဲကောင်းနေကွာ အလာတုံးကလို့စွတ်စွတ်ဝေးဝေးနဲ့ပြန်ရင်မကောင်းလားကွာအေးလေးမင်းသဘောပဲပေါ့ငါမှထတာတော့မမိနဲ့နော်အလွန်ကြမတော့နဲ့ဟုတ်ဟုတ်ကဲ့ပါကိုကျော်အဲ့ဒီလုံနဲ့ကိုလူကျော်ဟာမောင်နှီးတို့ခုံမရတဲ့အဆုံးမှာတော့မှားစရာရှိတာမှားပြီးပြန်သွားခဲ့ပါလေဂျီမနာကျုံကဘသူမှမလာခြင်းကကျုံမောင်မှာ နာနာဘဝတွေခိတ္တလာရောက်နားရက်ပြီးကြာကြာမနေပဲပြန်သွားတတ်ပါတယ်တခါတလေဆိုရင်တော့ကျုံ့မှာရှိတဲ့သူတွေကို အနောက်ရှက်ပေးတယ်ပြီးအဲ့ဒီပယောဂတွေကြောင့်ကြီးတွေတော့မနာဘူးလို့သိရပါတယ်နာနာဘဝရှိရင်ကြီးကသိပြီးတော့တိုက်ဆိုင်လို့အကြောင်းပေါ်လာရင်ကြီးကလည်းပြိုတတ်ပါတယ်မောင်နီကတော့အဲ့ဒီအကြောင်းတွေကိုမသိမဟုတ်သိပေမဲ့ကြောက်စိတ်မရှိတရေတစီကိုယုံကြည်သူမဟုတ်ယုံနေလည်းမဟုတ်ပေမဲ့ကျင်းမနာကျုံမော်သူရောက်လာခဲ့တာ အချိန်ချင်းအခါကရှိခဲ့ပြီးတော့ဘလို့အန်ဒီရဲမှလည်းသူမတွေ့ကြုံခဲ့ပါဘူးအရင်နေ့ညကကိုလူကျော်တို့အုပ်စုဟာညနေနေမွေမီတဲကတန်ငါလီတစုတဝေးနဲ့ပြန်သွားခဲ့ပါတယ်ထိုးခြားတဲ့ဖြစ်ရက်တစ်ခုကတော့အဲ့ဒီညကပင်လယ်ပြင်မှာမုန်တိုင်းကျခဲ့ပြီးညတကောင်အချိန်လောက်မှမုန်တိုင်းကကျခဲ့တာပါမိုးကြီးတန်ကြောင့်မုန်ကြီးတယောက်လန်နိုးလာပြီးလျှက်ရွယ်တွေက ပင်လယ်ပြင်ပေါ်မှာတဝင်းဝင်းတက်လက်လက်နဲ့ ကောင်းကင်ထံမှာကြာစင်းလျက်ရှိနေပါတယ်။လေပြင်းတွေလည်းတိုက်နေပြီးလှိုင်းလုံးကြီးကတလူလူ တလဲလဲနဲ့မောင်နီဟာအိပ်ပျော်နေရကလန်နိုးသွားပြီးဘဲဘဲကတိုက်လာတဲ့လေဟာကြီးမနာကျွန်းစီကိုရောက်လာခဲ့ပါတယ်။အင်းမုံနှင်းကြနေတာပဲ။ဒါပေမဲ့ကိုကြီးကျော်တို့ကညနေတွေကပြန်သွားလာဆိုတော့မုံနှင်းနဲ့တော့လွတ်မှာပါလေ။ကိုလူကျော်တို့တွေစိတ်ကိုဖြည့်သိမ့်လိုက်ပြီးမဲနေနေတော့ထင်းလို့နေပါတယ်။ဒီနောက်မှာတော့မောင်ဒီဟာ ပြန်ပြီးအိပ်ပျော်သွားပြီးဘလောက်ကြာအောင်အိပ်ပျော်သွားတယ်မသိလှိုင်းလီကပင်လေကနေတလိမ့်လိမ့်တက်လာပြီးပြန်လေဆင်းသွားခဲ့ပါပြီနောက်တဲ့လှိုင်းတစ်ကြိမ်တက်လာတဲ့အခါမှာတော့မင်းမဲတရံတစ်ခုပါလာပြီးလှိုင်းကအဲ့ဒီတရံကိုကမ်းပေါ်မှာတင်ရစ်ခဲ့ပါတယ်မောင်နီတယောက်နိုးတဝက်ပျော်တဝက်နဲ့ပြန်နိုးလာပြီးပဝင်းညင်ကကြေယောင်အောင်မှာ မောင်ကြီးဝိုးတဝါနဲ့ချမ်းစိမ့်စိမ့်ဖြစ်လာရာကထင်းကျောက်တွေကို စုပုံကမီးရှို့လိုက်ပါတယ် မီးရောင်ကြီးတစ်ခုဖြစ်ပေါ်လာပြီးမီးလင်းရောင်ဟာပတ်ဝန်းကျင်ကို ပြန်နှံ့လို့သွားပါတယ်။လေကလည်းတိတ်မတိုက်တော့သလိုပင်လယ်ပြင်ကလည်းမုန်တိုင်းအရေးအောင်မရှိတော့ပါဘူး။အချိန်နေအေးစေးသွားပြီလို့ထင်ရပြီးအေးတံကိုခံနိုင်စေဖို့အတွက်အရေးတစ်ခွက်ကိုငှဲ့လို့တစ်ချက်တည်းမောတောင်လိုက်ပါတယ်။ခနာကူရင်းမှာလေပတ်နေတဲ့သူတွေကပူလောင်ဆင်းသွားခဲ့ပြီးဒီတုန်းမှပဲမောင်ဒီဟာနှုတ်ကြောမလုံးသလိုခံစားလိုက်ရတာကြောင့်လှည့်ကြည့်လိုက်တော့ ချက်သိန်းနဲ့ထသွားခဲ့ပါတယ်။မိန်းကလေးတယောက်ဟာ သူ့စီကိုရှောက်လန်းလာနေပြီးတော့မီးရောင်အောက်မှာအထင်သာတွေ့နေရပါတယ်။မိန်းကလေးဟာတကိုယ်လုံးရေဒီရွှဲနေပြီးမောင်နီတယောက်အံ့အားတင်သွားခဲ့ပါတယ်။အချိန်မတော်ချင်းမှာကျုံးမော်ကိုရောက်လာခဲ့တဲ့မိန်းကလေးတယောက်ကို တွေ့လိုက်တော့အံ့အားတင်သွားပြီးမီးရောင်အောက်မှာညိုစင်စင်အသားရင်နဲ့နုနယ်တဲ့မိန်းကလေးရဲ့မျက်နှာပါ။ကျမလှေပြက်ပြီးဒီကျုံးမော်ကိုရောက်လာခဲ့တာပါရှင့် ်လှိုင်းနဲ့အတူပါလာပြီးကျိုးဆက်မှာတင်နေတာပါဟာဟုတ်လားဖြစ်မဖြစ်ရလေဗျာမတီကောင်းမပြောင်းကောင်းကဲကဲကဲမိဘုံတော့တိုးလာခဲ့မိလေးပါလေလှုံလိုက်ပါအောင်ဗျာအဲ့ဒါမှအကြံတက်တာမှာဗျအဝိစားတွေလည်းခြောက်သွားလိမ့်မယ်မိန်းကလေးဟာမိဘုံနဲ့တုံးလေးပြီးအကွာလောက်မှကျုံကျုံလေးထန်လိုက်ပြီး မောင်နီကတော့အရက်တောက်ထားခဲ့တာကြောင့်စကားတိတ်မပြောချင်ပဲအနမ်းထွက်မှလည်းအားနာနေပါလေမိန်းကလေးကတော့ခေါင်းလေးကိုငုံထားပြီး မျက်နှာလေးကလည်း ညှိုးငယ်လို့နေပါတယ်။အဲဒီနောက်မျက်နှာကိုလက်ဝါးနှစ်ဖက်နဲ့အုပ်ကရှက်ကြီးတင်ငင်ငိုကြွေးလိုက်ပါတယ်။ဘာဘာဖြစ်လို့လဲဗျ။မောင်နီတယောက်ချိန်မကန်မီလက်မကန်မီနဲ့ပြပြတလဲဖြစ်သွားခဲ့ပါတယ်။ကျမအိမ်ပြန်ခြင်းနဲ့အိမ်ကိုပဲပြန်ခြင်းနဲ့လိုက်ပို့ပေးပါ။ဟာဒီချိန်ပြန်လို့ဘယ်ဖြစ်မလဲဗျ။ဒီလောက်မောင်းနေတာမိုးလင်းမပြန်ပါဗျာ။ကျွန်တော်လိုက်ပို့ပေးပါမယ်။ဟင်းဟင်းအခုပဲပြန်ခြင်းနဲ့ ကျမတငါလီနဲ့လိုက်လာခဲ့တာအဖေလဲပါတယ်မုံတိုင်းပြီးတော့လှိမောက်သွားတယ်အဖေလဲတည်သလားရှင်သလားမသိဘူးရှင်ကျမအကူညီတောင်းတာပါရှင်ခုချက်ချင်းအိမ်ဝပြန်ခြင်းနဲ့လိုက်ဖို့ပေးပါနော်ပို့ပေးပါနော်ခက်တော်တာပဲဗျာအလေးရောက်မရှိဘဲနဲ့ဘလို့လို့လှိလို့မလဲဗျာဟိုမနေ့မှအေးအေးဆေးဆေးပြန်နော်ကျွန်တော်တောင်းပန်ပါနေဗျာမဖြစ်လို့ပါရှင်အဖေတည်သလားရှင်သလားမသိရရင်ကျမဒီမှာနေပြီးစိတ်ပြောင်းမှမဟုတ်ဘူးကြံရောင်းနဲ့သွားလဲရပါတယ် လမ်းကမြင်သာထင်သာပါရဲ့ဘာလေရှင်ကမုံတန်းကိုကြောက်နေသလားမုံတန်းကပြီးသွားပြီရှင်ဒီလမ်းကိုညဘက်လဲသွားဖို့ပါရဲ့ဟုတ်တယ်မဟုတ်လားမိုးမလေးမီကျမပြန်ရောက်မှ ဖြစ်မှာမို့လို့ပါရှင်ကုညီပါနော်ကုညီပါမိန်းကလေးကသူတီကိုပြောလာတော့မောင်ဒီအကျက်ရိုက်သွားပြီမိန်းကလေးကတနာဆွဲပဲတောင်းပန်နေပါလေသူဘာလို့ရမလဲတခါကရေပြင်ကို ဖြတ်တန်းလာရင်လှေကွဲပြီးတော့နီးရကျုံကျုံမှကက်ပြီး လေခွဲကိုဖာထေးရင်းနဲ့မိုးချုပ်သွားပါလေအိမ်ကိုရောက်ချင်းစုံးနဲ့ညကြီးမင်းကြီးကြေယောင်ကိုအမိပြုတ်ပြီးတော့ပြန်ရပါလေမိန်းကလေးကတော့ရှင်ဒီလန်းကိုညဘက်လေသွားဘူးပါလေဟုတ်တယ်မဟုတ်လားဆိုတဲ့စကားကိုအံ့အားတင့်သွားခဲ့ပြီးတော့သူမဘလို့သိရလဲသူ့ကိုရောသိနေတာလားကျမကြောင့်ရှင်အနောက်ရွှဲဖြစ်သွားလာရင်မဖြစ်ပါနဲ့ရှင်တက်နိုင်တဲ့ကိစ္စမလို့ကျမတောင်းပန်တာပါကြေယောင်လည်းရှိပါတယ် လမ်းကိုလည်းမြင်သာပါတယ်။ကျမကဒီလောက်ဥပျက်ခါပြုတ်နေတာတော့ရှင်ကမတော်မလောက်နဲ့မလိုက်ရောနိုင်လို့လား။မီးလင်းဘိုကအလင်းရောင်ဟာသူမမျက်နှာကိုထင်းဟက်နေပြီးမျက်ရည်စီးချောင်းကပားပြင်ပေါ်မှာရိုစီကျနေပြီးတော့တောကားကြောင့်မျက်နှာလေးဟာညှိုးနှွမ်းလို့လည်းနေပါလေသူ့ကိုကြည့်နေတဲ့မျက်ဝန်းတွေကတနာခံနေတဲ့အောင်မောင်နီတယောက်ခေါင်းကိုခါရန်လိုက်ပါလေဒီလိုအချိန်ကြီးမှာသူ့ပြန်မှုခက်နေတာက အမှန်ဖြစ်ပြီး ရိဒီဝါမီတောက်လောင်နေတဲ့မင်းကလေးရဲ့မျက်နာကိုလည်းမကြည့်ရဲ့ဥပြေခါလည်းမပြုတ်ရဲ့အဲ့ဒီနောက်မှာတော့ဆုံးဖြတ်ချက်တစ်ခုကိုခိုင်မာစွာခြောက်လိုက်မိပါတယ်ကဲကျွန်တော်ကူညီပါမယ်ဗျာဝမ်းဝမ်းသာလိုက်တာရှင်ဒီဒီကျေးဇူးကျွန်မမမေ့ပါဘူးနောက်ဘဝမှာပေးဆက်ပါမယ်မောင်နီဟာတချို့ပစ္စည်းတွေကိုလှေပေါ်တင်လိုက်ပြီးမင်းကလေးကအကူအညီမပေးဘဲနဲ့မှောင်ရိပ်ကြတဲ့နေရာမှာရက်ကြည့်လို့နေပါတယ် လီဘော်တက်တော့ရအောင်ဗျာဟုတ်ကဲ့မိန်းကလေးကလီဘော်တက်ကလှေဦးထိတ်မှ ပုံပုံလေးထန်လိုက်ပါတယ်ညကတော့မှောင်လို့ကောင်းနေပြီကြီးမနာကျုံးကနေလီလီထွက်ခွာလာခဲ့ပါတယ်လီဘော်မှာတော့ငချောက်တွေတန်စီပိုင်းနေမှာလှောင်ထားပြီးငါးကလည်းအဆူလေးပါလာခဲ့ပါတယ်လီကမလာတာကြောင့်တက်နေကိုပြီးတော့လှော်နေရပါတယ်ကြေရောင်အောက်မှာရေပြင်က အပုတ်ရောင်တန်းနေပြီးမယ်အယောင်တလက်လက်ထွက်နေပြီး ကျုံညို့ကျုံညာကပတ်ထွက်ပြီးတော့လှော်လာခဲ့ပါတယ်။ကျုံရိတ်ကကြာနေတာကြောင့်တချို့နေရာတွေမှာမှောင်နေပြီးမှန်းဆပြီးတော့လှော်ရပါတယ်။မင်းကလေးကတော့ဒီလုံးကိုမျက်နှာမူကလိုက်ပါလာခဲ့ပါတယ်။တတဆောင်းအဖို့ပါလား။အော်ဘာလို့လဲဗျာရပါတယ်။ကျွန်တော်တယောက်တည်းဖြစ်ပါတယ်ဗျာ။ဒီလိုမပြောပါနဲ့။ကျွန်မကူလော်ပြီးတော့ရှင်သက်တာတာပေါ့။ပေးပါတက်။ခမရဲ့ဖိနာမှာဇူတီယိုနိုင်လာတဲ့မင်းကလေးကိုလက်ရောပေးလိုက်ပြီးမင်းကလေးက မောင်ဒီကိုကြိုပေးပြီးတော့လှော်နေပါတယ်။နှစ်ယောက်လှော်လိုက်တော့လေရဲ့ရွေးနှုန်းကမြန်လာပြီး မောင်ဒီမပင်မန်းတော့ပဲမင်းကလေးရဲ့မျက်နှာကိုလည်းသူမမြင်ရတော့ပါဘူး။မင်းကလေးကတော့နောက်ထပ်ဘာစကားမှမပြော တက်ကိုကိုင်ကတက်ချက်ချင်းလှော်လာခဲ့ပါတယ်။ကျင်သားရနေပြီဖြစ်တဲ့မောင်ဒီမျက်လုံးတွေကသွာလာနေကြလမ်းမျိုးကိုအခက်အခဲမရှိပဲကောင်းမွန်စွာနဲ့လှော်လာခဲ့ပါတယ်။မင်းကလေးကတော့ဘာစကားမှမပြောပဲငြိမ်သက်နေတာကြောင့် မောင်ဒီမနေတဲ့ဖေးဖြစ်လာပါတယ်။မင်းကဘေးရောင်မှနေရလဲ။ကန်တာရွာ။အဖေကဒုံဒုံတီတီနဲ့မဖြေချင်းတယ်လို့သူ့ဖေးရဲ့တောကားအကြောင်းလေးဖြစ်မှာပါ။နေမေကရောဘလို့ခေါ်လဲ။မောင်ဒီဟာနေမေလေးတော့တိမဖြစ်မဲဆိုပြီးဆုံးပြက်ခါမေးလိုက်မိပါတယ်။ဒီတုန်းမှလေတွေတိုက်လာတာကြောင့်ရွက်ကိုပြင်ကတက်လိုက်ပြီးလှေလေးကရွက်တိုက်ပြီးတော့တဟုံတို့ပြေးသွားပါတယ်။ လူလေတက်တာသွားပြီးမိန်းကလေးရဲ့နာမည်ကိစ္စမီလီယိုလို့သွားပါလေမိန်းကလေးကတော့မောင်နီကြားတာကိုကြားရတဲ့ပြန်မဖြေခဲ့တာလားမကြားလို့ပဲမဖြေတာလားမပြောတတ်ပါဘူးဟိုလေချောင်းပြီးတော့လူကလည်းတက်တာသွားတယ်နော်မောင်နီတယောက်စကားမရှိ စကားရှာပြောလိုက်ပြီးမိန်းကလေးကနောက်ကိုမကြည့်ပဲအင်းလိုက်ပါတယ်မောင်နီဟာမိန်းကလေးနဲ့အတူလိုက်ပါနေရတာကိုကျေနဲ့နေတယ်လို့ပြောလေပြုံမိပါတယ် ခမ ्या ဖေကအခုလောက်ဆိုရင်ရွာကိုရောက်ချင်းရောက်နေမှာဗျဒါပေမဲ့လေသူကတော့ခမ ्या ကိုစိတ်ပူနေပါဒါပေမဲ့ခမ ्या ကလည်းမတည်မပြောက်ပဲပြန်ရောက်လာတာတွေ့ရင်တော့သူတို့လည်းပျော်သွားမှာပါဗျာဒီခါမှာတော့မျက်နှာလေးကိုငယ်ဆောင်ပြောလိုက်ပြီးလှိုင်းတစ်ချက်အပင်မှာလှီကညင်ကနေဖြစ်သွားပြီးတော့မောင်ဒီသတိထားမိသွားပါတယ်လှိုင်းအလုံမှာမင်းကလေးရဲ့ခန္ဓာကိုယ်ကိုမတွေ့ရသလိုမျက်စိရှိမှမှာရုတ်တရက်ပြောက်ကွယ်သွားသလို ရှည်ရင်းများကြာသွားသလားဆိုပြီးစိတ်ဘူးလို့သွားပြီမေသူထင်တယ်လို့မဟုတ်ပါဘူးမိန်းကလေးကတော့သူ့ရှည်မောက်မှာ ရှိနေစေဖြစ်ပြီးအမြင်လွဲမာခဲ့ခြင်းပါအခုလိုလှေတစည်းထဲမှာမိန်းကလေးတယောက်နဲ့ခရီးသွားရတာကို နှစ်သက်လာတယ်လို့လည်းဖြစ်မိပါတယ်ကျွန်တော်ကန်သာရွာကိုလာလေရင်ရမလားဗျလာလေပေါ့ခမားနမေကဘလို့ခေါ်လဲဗျမောင်နီဟာဒုတိယအကြိမ်မေးလိုက်မိပါတယ်ဟုတ် ဟိုမှာရွာကိုရောက်တော့မယ်။မင်းကလေးစီကအားတက်တရပြိုးလိုက်တဲ့အတန်းကို သူ့ကြားလိုက်ပြီးမှတ်ပါလေ။ရှေ့ကုန်းတရညက်လောက်မှာတော့မီးရောင်တလဲလဲနဲ့ရွာကို တွေ့ရပါလေ။ကန်တာရွာရဲ့လေခွင်းထဲမှာရိုးပြဲချောက်တွေကိုမီးရှို့ထားပြီးအဲ့ဒီနေရာကအလင်းရောင်ထွက်နေတာဖြစ်ပြီးတော့လေကလေချောင်းတင်ပြီးမြင်မြန်ဆန်းဆန်းရောက်သွားခဲ့ပါလေ။ကန်တာရွာကိုလုံမမူတင်ရွာကိုရောက်မှဖြစ်ပြီးမင်းကလေးကလှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့ပါလေ။ မိမိနေရက်ကိုရောက်ပြီးဖြစ်တာကြောင့်စိတ်ကနာမငြိမ်းသလိုဖြစ်သွားဟန်တူပြီးတော့ခင်ဗျာစိတ်တွေလှုပ်ရှားနေတယ်ထင်တယ်စိတ်ငြိမ်ငြိမ်ထားပါဗျာကန်တော်ရွာကိုရောက်တော့အကျိုးကြောင့်သိရမှာပေါ့ခင်ဗျာပြီဘာမှမဖြစ်နိုင်ပါဘူးဗျအိုးကျကျမသူမဟာလှေပေါ်ကနေရုတ်တရက်ထရက်လိုက်ပြီးလှေကတစ်ချက်လူးသွားပါလေဟေးမထနိုင်လေရေထဲကျသွားလိမ့်မယ်မောင်ဒီကဟန်တားလိုက်ပြီးဒီတုံးမှပဲမိမိရဲ့ကြောပြင်က စိတ်ငင်နေဖြစ်သွားပြီးလက်အေးကြီးနဲ့အစမ်းခံရသလို ဖြစ်သွားပြီးကြောချမ်းပြီးတဲ့နောက်နောက်ကိုကြည့်လိုက်တော့ဘာမှမရှိပါဘူးအရင်နောက်တခါရှေ့ကိုပြန်ကြည့်လိုက်တော့မင်းကလေးလေးမရှိတော့ပါဘူးဟမ်ဘေးရောက်တော့ပါလိမောင်ဒီတယောက်အံ့အားတင့်သွားပြီးလှေဦးမှထိုင်ပြီးလိုက်ပါလာတဲ့မင်းကလေးကိုမမြင်ရတဲ့အခါမှာတော့မစင်းစားတတ်အောင် ဖြစ်သွားခဲ့ပါလိရည်သေးကိုခုံချသွားရင်လေအတန်ကြားရမှာဖြစ်ပြီးတော့အเจ้าမဲ့ကြီးလေခုံချမှာမဟုတ်ပါဘူး ကန်းလေးကလည်းအတော်လေးကိုဝီးသေးပါတယ်စိတ်စောပြီးတော့လှေပုံကနေချက်ချင်းဆင်းသွားခဲ့တာကိုမိမိမသိလိုက်တာလားအဲ့ဒီလိုလည်းမဖြစ်နိုင်ဘယ်လိုနားလေရမှန်းမသိအဲ့ဒီလိုနဲ့ကန်းသာရွာကိုလှေရောက်လာခဲ့ပါတယ်အချိန်ကတော့ဝီလီဝီလင်ဖြစ်နေပြီးကန်းသာရွာရဲ့ကန်းစုံကိုလှေစိုက်ကပ်လိုက်ပါတယ်မိန်းကလေးနဲ့ပတ်သက်ပြီးတော့စုံစမ်းမဖြစ်မဲလို့တွေးပြီးကန်းမော့ကိုတက်လာခဲ့ပါတယ်မိုးကလည်းတဖြည်းဖြည်းလင်းလာသလို ်ရှေ့မှာလေလူတွေစုကိုတွေးလိုက်ပြီးအိုးအိုးကြက်ကြက်နဲ့ဖြစ်နေတာကြောင့်စကားတန်တွေကလည်းအဝေးတွေကကြားနေပါတယ်ကလေးမလေးဗျာအဖေနဲ့တူပင်လယ်ထဲကိုငါးရှာထွက်တာ မုံတိုင်းမိပြီးတော့ဖေကပြင်ရောက်လာတယ်သမီးကတော့တေရှာခဲ့ပြီးဖေနောက်ကလိုက်လာတယ်ကိုရွာကိုအတမ်းမရှိတဲ့ခန္ဓာကိုယ်နဲ့ပြန်ပြီးတော့ရောက်လာတာအမရဲ့ကွာတနာလေတနာစရာဟုတ်ပါရဲ့တော့ဝေးရီလေးကသူ့ဖေကို တော်တော်ချစ်တာမိတဆိုးမာလေးဖအေနဲ့အတူဘဝကိုရုန်းကန်နေကြရတာခုတော့သွားရှာပြီရွာသားနှစ်ယောက်ကအဲ့လိုပြောပြီးထွက်သွားပြီးတော့မောင်နီတယောက်စိတ်ဝင်စားသွားပြီးမုံနိုင်မိလှေပြက်ပြီးမျိုးပါလာသူမိကလေးတဲ့ကြည်ကျင်စေဖြစ်ပေါ်လာတာနဲ့လူအုပ်ထဲကိုတိုးဝင်ပြီးကြိလိုက်တော့လူကြီးတယောက်ဟာမိန်းကလေးတယောက်ကို ပွေးဖက်ပြီးရှက်ကြီးတငယ်ငုံနေပါလေမိန်းကလေးရဲ့မျက်နှာကိုလည်းကောင်းစွာမြင်လိုက်ရပါတယ် ြစ်မှဖြစ်ရလေသမီးရယ်သမီးစားဟိုရီကအဖေပဲတေးလိုက်ခြင်းနေဒီလောက်ဝေးတဲ့နေရာကအဖေစီကိုပြန်ပြီးတော့ဟမ်ပြန်ပြီးတော့လိုက်လာခဲ့ရလားသမီးရယ်ကြားရသူတိုင်းကကြည်ခွေးစရာဖြစ်နေပြီလူကြီးကတော့ခြုံခြုံချကငိုးနေပြီမောင်နီရဲ့ရင်ထဲမှာလည်းမကောင်းပါဘူးဒီတုန်းကမောင်နီဟာငြိမ်သက်နေတဲ့မင်းကလေးရဲ့မျက်နှာကိုတေချာမြင်လိုက်ရတဲ့အခါမှာတော့အံ့အားတင့်သွားခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့မင်းကလေးဟာ တခြားသူမဟုတ်ညကသူနဲ့တူလှေပေါ်မှာ လိုက်ပါလာတဲ့မိန်းကလေးပါဟမ်ငငားနဲ့တူပါလာတဲ့မိန်းကလေးပါလားမောင်နှီးရဲ့တကူလုံးအေးဆက်တောင်းနှင်းလို့သွားပြီးမဝင်းကြီးဆိုတဲ့မိန်းကလေးကသူ့လှေပေါ်ကလက်တလော ခုံစင်သွားပြီးရှင်နှစ်တည်ဆုံသွားသူမဖြစ်နိုင်ပါဘူးဖခင်နဲ့တူပင်လယ်ထဲမှာမုံနိုင်မိလှေပြက်ပြီးတည်ဆုံသွားပြီးတော့ကန္တာရွာကို ပြန်လာပြီးမျိုးပါလာခဲ့တာလား အကြောင်းတစ်ခုတွေကတခုပဲဖြစ်မှာပါအဲ့ဒီလိုဆိုရင်တော့သူ့လေပေါ်မှာ လိုက်ပါလာခဲ့တဲ့မင်းကလေးကရောပြိသက်တွေခုနားစင်ကြရတဲ့ဇလန်လေးကတော့စာရေးသူမင်းဆက်ကရေးသားထားတဲ့လိုက်လာသူဆိုတဲ့ဇလန်လေးပဲဖြစ်ပါတယ်ဗျာဆက်လက်ပြီးတော့လည်းခုလိုမျိုးစိတ်ဝင်စားဖွယ်ရာဇလန်လေးကိုဆက်လက်တင်ဆက်ပေးဖို့ရှိတာကြောင့်စောင့်မျှော်နားဆင်အားပေးကြပါအောင်ဗျာပြိသက်များအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံပြီးတော့စီပေါ်လက်လာပါများ တိုးတက်ကြီးဝါကြပါစေဗျာ။